1991ခုနှစ်ဆိုဗီယက်ယူနီယံကြီးပြိုကွဲပြီးနောက်မှာလွတ်လပ်တဲ့နိုင်ငံပေါင်း15နိုင်ငံထိကွဲထွက်လာခဲ့ပါတယ်။အဲ့ဒီထဲမှာဘယ်လာရုစ်ဟာလည်းတနိုင်ငံအပါအဝင်ဖြစ်ပါတယ်။1922ခုနှစ်ကနေ1991ခုနှစ်အထိဘယ်လာရုစ်ဟာဆိုဗီယက်ယူနီယံတည်ထောင်သူအဖွဲ့ဝင်နိုင်ငံဖြစ်ပြီးဒုတိယကမ္ဘာစစ်အတွင်းမှာတော့ဆုံးရှုံးမှုအများအပြားကိုကြုံတွေ့ခဲ့ရပါတယ်။ 1941ကနေ1944ခုနှစ်အတွင်းနာဇီတွေရဲ့သိမ်းပိုက်မှုကိုခံခဲ့ရပြီးလူပေါင်းနှစ်သန်းကျော်သေဆုံးခဲ့တယ်လို့လက်ရှိဘယ်လာရုစ်ရဲ့မြို့တော်ဖြစ်တဲ့မင်းစာလဲနာဇီတွေလက်ချက်နဲ့လုံးဝနှိပါပျက်စီးခဲ့ပါတယ်။ဆိုရဲယူနီယံပြုတ်ကွဲမှုနဲ့အတူ1991ခုနှစ်ဩဂတ်လ25ရက်မှာတော့ဘယ်လာရုစ်နိုင်ငံဟာလွတ်လပ်ရေးကြေညာခဲ့ပြီးတရားနိုင်ငံဖြစ်ကိုခွဲထွက်လာခဲ့ပါတယ်။ဒါပေမဲ့ဘယ်လာရုစ်ဟာ ရုရှားနဲ့ခိုင်မာတဲ့ဆက်ဆံရေးကိုထိန်းသိမ်းထားပြီးဒနသဟာရလွတ်လပ်သောနိုင်ငံများအဖွဲ့ CNS နဲ့လည်းပူးပေါင်းခဲ့ပါတယ်။ဘယ်လာရုစ်ကကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံလည်းဖြစ်လာပြီး1994ခုနှစ်မှာတော့နိုင်ငံရဲ့ပထမဆုံးသမ္မတရွေးကောက်ပွဲကိုပြုလုပ်ခဲ့ပါတယ်။ဒီရွေးကောက်ပွဲမှာဆိုရှယ်လစ်လိုလားတဲ့လက်ဇန်နာလူကာရှန်ကိုဟာအဂရီလိုက်စားမှုတိုက်ဖြတ်ရေးမျှော်လင့်ချက်တွေနဲ့အတူရွေးကောက်ခံခဲ့ရပြီးဘယ်လာရုစ်ရဲ့သမ္မတဖြစ်လာပါတယ်။လူကာရှန်ကိုဟာရုရှားလူလာသူဖြစ်ပြီး1992ခုနှစ်ဆိုဗီယက်ယူနီယံပြုတ်ပွဲမှုကို ကန့်ကွက်မဲ့ပေးခဲ့တဲ့တူရီတော်ပါလီမန်အမတ်လည်းဖြစ်ပါတယ်။ဒီအတွက်လူကာရှန်ကိုဥဆောင်ပြီးနောက်မှာဘယ်လာရုစာရုရှားနဲ့ပူးပေါင်းဆောင်ရွက်မှုတွေပိုတိုးလာပြီးရုရှားရဲ့အနီးကပ်ဆုံးမဟာမိတ်နိုင်ငံဖြစ်လာပါတယ်။စီးရီးနေနဲ့လည်းရုရှားဟာဘယ်လာရုစ်မှာဗျူဟာမြောက်နျူကလ িয়ার လက်နက်တွေဖြန့်ကျက်ထားပြီးရုရှားနဲ့ဘယ်လာရုစ်တို့ပူးရဲလေ့ကျင့်မှုတွေပုံမှန်ပြုလုပ်နေပါတယ်။လက်ရှိမှာအသက်80ရှိပြီဖြစ်တဲ့လူကာရှန်ကိုဟာ1994ခုနှစ်ကနေလက်ရှိအချိန်ထိ ဘယ်လာရုစ်သမ္မတအဖြစ်တာဝန်ယူထားတာဖြစ်ပြီးအခုချိန်ထိဆိုရင်32နှစ်အထိရှိပြီဖြစ်ပါတယ်။ရောဘတ်ရှေ့ပိုင်းမှာရှိတဲ့ကွန်ဒွင်းဘေးနိုင်ငံဘယ်လာရုစ်ဟာနိုင်ငံအေရိယာအနေနဲ့ square kilometer 23000ကျော်ရှိပြီးလူကြီးအနေနဲ့9000တသန်းကျော်ရှိပါတယ်။မြန်မာနိုင်ငံဟာ square kilometer 6300ကျော်ရှိပြီး Belarus တဲ့3ဆကျော်ပူကျဲဝန်းပါတယ်။ Belarus ဟာ Russia, Ukraine, Poland, Lithuania, Latvia တို့နဲ့ထိစပ်နေတဲ့နိုင်ငံဖြစ်ပြီး ဘယ်လာရုစ်နဲ့ရုရှားဘာသာစကားတွေကိုအဓိကသုံးစွဲကြပါတယ်။ရုရှားလွှမ်းမိုးမှုကြောင့်87ရာခိုင်နှုန်းသောဘယ်လာရုစ်ပြည်သူတွေဟာရုရှားစကားပဲပြောကြပြီး26ရာခိုင်နှုန်းကသာဘယ်လာရုစ်စကားကိုသုံးစွဲပါတယ်။လူမျိုးအနေနဲ့လူဦးရေ85ရာခိုင်နှုန်းဟာဘယ်လာရုစ်လူမျိုးတွေဖြစ်ပြီးရုရှားက9.5ရာခိုင်နှုန်းဝန်းကျင်ရှိပါတယ်။ဘယ်လာရုစ်နိုင်ငံသား97ရာခိုင်နှုန်းဟာအရှေ့ဩစတြေးလျနဲ့ Roman Catholic ကိုးကွယ်တဲ့ Christian ဘာသာဝင်တွေဖြစ်ပြီး Islam နဲ့ Jew တွေလည်းရှိပါတယ်။ ယဉ်ကျေးမှုအနေနဲ့ကတော့ Slavic Vodin Lithuanian နဲ့ Russia ရွေးရာဒလိတွေလွှမ်းမိုးထားပြီးရွေးရာပန်းထိုးတာရုပ်သေးပြဆက်ပွဲတွေဘယ်လီ Opera လိုပွဲတော်တွေအများပြားရှိပါတယ်။မြို့တော် Miss Martin လူကြီးနှစ်တန်းလောက်နေထိုင်ကြပြီးအခြားဒေသတွေမှာတော့လူကြီးသသိန်းကျော်ကနေ9သိန်းကျော်ဝန်းကျင်လောက်စီနေထိုင်ကြတာဖြစ်ပါတယ်။ Belarus တနိုင်ငံလုံးရဲ့လုပ်သားအင်အားက2023ခုနှစ်မှာ၄တန်း၉၅တန်းရှိပြီးလုပ်လက်မဲ့ရာခိုင်နှုန်း3တန်း၆ရာခိုင်နှုန်းနဲ့လူငယ်လုပ်လက်မဲ့ရာခိုင်နှုန်းက ဆရာခိုင်နှုန်းရှိတယ်လို့သိရပါတယ်။ဘယ်လာရုစ်ဟာဘယ်လာရုစ်ရူဘယ်ငွေကြေးကိုသုံးစွဲရတာဖြစ်ပြီးဘယ်လာရုစ်ရဲ့ပြည်တွင်းအသက်တင်ထုတ်လုပ်မှုတန်ဖိုး GDP ကတော့2023ခုနှစ်မှာအမေရိကန်ဒေါ်လာ81.86ဘီလီယံရှိတယ်လို့ကမ္ဘာ့ဘဏ်ကဖော်ပြပါတယ်။ဘယ်လာရုစ်ဟာပြည်ပကိုဓာတ်မြေဩဇာ၊ရေနံဓာတ်ပစ္စည်း၊စက်ရံတရားနဲ့စားတောက်ကုန်တွေအဓိကတင်ပို့ပြီး2023ခုနှစ်မှာ ကုန်သွယ်မှုပမာဏအမေရိကန်ဒေါ်လာ95ဘီလီယံရှိပါတယ်။ဘယ်လာရုစ်ဟာရုရှား၊တရုတ်၊ကာဇက်စတန်၊ တူကီရဲ့အီရန်လိုနိုင်ငံတွေနဲ့မဟာမိတ်ဖြစ်ပြီးယူရေရှန်စီးပွားရေးတက်မကအဖွဲ့ဝင်နိုင်ငံဖြစ်တယ်လို့ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နဲ့လည်းဆွေးနွေးဖက်ပါတနာဖြစ်ပါတယ်။စိတ်ဝင်စားစရာကောင်းတာကတော့ဘယ်လာရုစာတင်ချာယူပဗီဒါနဲ့ကွန်ပျူတာသိပ္ပံတို့မှာခိုင်မာတဲ့ပညာရေးရှိတဲ့အတွက်ပရိုဂရမ်မာတွေနဲ့အင်ဂျင်နီယာမျိုးဆက်တွေကိုမွေးထုတ်ပေးနိုင်ခဲ့ပြီးဒီပညာနယ်ပယ်မှာထင်ရှားတဲ့နိုင်ငံဖြစ်ပါတယ်။မစ်မျိုးမှာရှိတဲ့ဘယ်လာရုဟိုင်းတက်ပတ်ဟာအရှေ့ဥရောပရဲ့ဆီလီကွန်ဗဲလီလို့ တင်စားခံရတဲ့အထိအောင်မြင်ပြီး Velos နီးပညာရှင်တွေထုတ်လုပ်တဲ့နီးပညာထောက်ကုံတွေကိုနိုင်ငံအများပြားကသုံးစွဲနေပါတယ်။ Belarus ကနိုင်ငံပိုင်စက်မှုလုပ်ငန်းတွေနဲ့ IT ထုတ်ကုံတွေတင်ပို့မှုကနေတဆင့်အလေလက်စီးပွားရေးတိုးတက်မှုရှိနေတဲ့နိုင်ငံဖြစ်ပါတယ်ခင်ဗျာ။